မာရူအကီကိုလောင်ပြောင်ချိန်မှာဖြစ်ပျက်သွားတဲ့ကိုဘာမားရဲ့အပြုအမူလူပြောများနေပြီပြီးကြတဲ့ခါချဲစီနဲ့အာဆင်တို့ဝမ်ဝမ်နဲ့တီးကြခဲ့တဲ့ပွဲစဉ်တွင်နိုနီမာရူကီရဲ့စတန်ဖို့ဘရစ်ကိုအပြန်ခရီးကိုချဲစီပရိသတ်အများစုကလောင်ပြောင်ခဲ့ကြပါတယ်ချိန်ထဲမှာပဲကိုဘာမားရဲ့အပြုအမူတစ်ခုကလူတိုင်းကိုတီးထားမိစေခဲ့ပြီးတော့လူမှုကွန်ရက်ပေါ်တီပြန်လည်နေပါတယ် ပွဲစောပိုင်းမှာ voice ကန်စီတို့နီကတ်ထွက်ခဲ့တာက Premier League ဇာတ်မှာ Arsenal နဲ့6မှတ်ကွာဝေးကိုထိန်းထားနိုင်မှု Chelsea ရဲ့ဂျိုးပန်းမှုကိုအနောက်ရှက်ဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ Chelsea ကအာထုတ်ဂျိုးပန်းနဲ့ဆွမ်းဆောင်ယူကိုပြသခဲ့ပြီးတော့ Trevor Chalobah ရဲ့ကောင်းတိုက်ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ယာယီဖို့တိုက်စစ်မှု Mikel Merino ကချေပါကိုသွင်းယူခဲ့ပေမဲ့လည်း Chelsea ကကစားမဥယျာဉ်ရော်နေမှုကိုအလွန်ကျွံတက်ရောက်မှုမရှိစေဖို့စီမံနိုင်ခဲ့ပါတယ်။ဒီအားလည်းကြောင့် Chelsea ဟာထိတ်ဆုံးက Arsenal နဲ့6မှတ်ဒုတိယနေရာက Manchester City နောက်တမက်ကွာမှာဆက်လက်ရှိနေပြီးလုံများတဲ့စာဝတီမှာပြောင်းလဲများစွာဖြစ်လာနိုင်ပါတယ်။ ဒီအရကနေရာဒီမှာပြိုင်မဲ့ကလပ်ကိုပေါင်း52တန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့မာရီယိုကီရဲ့ဆုံးဖြတ်ချက်မှန်ရလားဆိုတဲ့မေးခွန်းတွေကိုလည်းခြံထားခဲ့ပါတယ်။စတန်ဖို့ဘရစ်ကပရိသတ်တွေကဒီတော်မှန်ကစားမပေါ်မှာတန်ရောစင်နေခဲ့ကြပြီးတော့ပြိုင်မဲ့စီပြောင်းသွားတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုသဘောမကျဘူးဆိုတာကိုပရိသတ်တွေကရှင်းလင်းစွာပြသခဲ့ပါတယ်။ကိုဘမာကလည်းပရိသတ်တွေလောင်ပြောင်းနေချိန်မှာပရိသတ်ဘက်ကိုခေါင်းငိမ့်ပြခဲ့တာကမာရီယိုကီပေါ်ပါမာရဲ့ခံစားချက်ကပရိသတ်တွေနဲ့ထပ်တူကြားရလို့ဝန်ခံလိုက်တယ်လို့ဖြစ်နေပါတယ်။ မာရိုယာကီကကစားမဘွားမှာဂျာကစားမရီနဲ့တွဲဖက်ကစားခဲ့ဘူးတာထက်ချယ်ဆီနဲ့အင်္ဂလန်တင်းတွေမှာဘာမာနဲ့ပွဲပေါင်း60အထိတွဲကစားခဲ့ဘူးသူဖြစ်ပါရီဒါပေမဲ့တိုက်စစ်ခွင့်လက်ကစားမဘွားကတငယ်ရင်းပေါ်တန်ရောစဉ်ကြီးသူတော့ဟုတ်ပုံမရပါဘူးမာရိုယာကီအာစနယ်ကိုမပြောင်းခင်ကတည်းကဘရိတ်တရီဂျာမှာမကြေမနက်ဖြစ်ခဲ့ကြတာပါအကြောင်းကတော့ဆယ်စုနှစ်တခုကြာလီဖလားမရတာကိုအဆုံးသတ်ဖို့အတွက်အားထုတ်တဲ့နေရာမှာလူသစ်စုဆောင်ရေးအဖွဲ့ကရည်မှန်းချက်ကြီးကြီးမထားဘူးလို့ယူဆခဲ့ကြလို့ဖြစ်ပါရီ 23ရက်ရကစားမကိုခေါ်ယူတာကိုမနစ်သက်ခဲ့ကြလို့အတင်းရဲ့ကြီးကဲတွေစိတ်ပြောင်းသွားအောင်လှုံ့ဆော်မှုတွေတောင်းမှပြုလုပ်ခဲ့ကြပါသေးတယ်။မာရူကီကိုခေါ်ယူခြင်းရဲ့အကျိုးကျေးဇူးကတော့ဘူဂါရူစာကားအပေါ်မှာမိခိုအားထားရတာကိုရှော့ချပြီးတော့အရန်အားကိုတိုးစေခဲ့တာဖြစ်ပါတယ်။မီကယ်အာတီတာရဲ့အရန်ကစားမအင်အားစရင်ဟာအားကောင်းလာတာကဒီယာစီအာစနယ်ရဲ့အစောပိုင်းအောင်မြင်မှုအတွက်အဓိကအချက်ဖြစ်ပါတယ်။ဒါပေမဲ့မာရူကီကဒဏ်ရာကြောင့်ဆန်နပွဲလွဲချော်ခဲ့ရပြီးသူကစားခဲ့ရတဲ့ချိန်တွေမှာလည်းထိရောက်မှုနေပါခဲ့ကာ လီပွဲစဉ်ခုနှစ်ပွဲစတိုက်ကိုသွင်းကိုဖန်ဒီမွန်မပြုတ်လောက်နိုင်တည်တာကစိုးရင်စရာဖြစ်လာပါသည်လက်ရှိချိန်မှာတော့ပိုကောင်းတဲ့ရွေးချယ်ချက်တွေရှိပုံရပါပြီမြင့်သူတို့ရဲ့ချိန်ကတော့ကြမ်းရှိနေပါသေးတယ်ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ